ူပါရေချမ်းနဲ့စံကာသစ်တို့ရဲ့ပွဲပြီးသုံးတဲ့ချက်ပထမအဆုံးနေနဲ့ပြောချင်တာကတော့ဘုံယူပါတဲ့စူပါရေချမ်းရေအမှတ်နဲ့ရှုံးနေသွားခဲ့ပေမဲ့စံကာသစ်လိုပေါ်စင်ချန်ပီယံတယောက်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဆော့ပြသွားတာပြည်သက်တွေအတွက်တော့စိတ်ကျေနပ်မှုရရှိလိမ့်မယ်လို့ထင်ပါတယ်ပထမချီ3မိနစ်လုံးတယောက်နဲ့တယောက်အကယ်ဆိုင်အောက်ခြေလေးကဂျက်လေးထောက်လိုက်နဲ့ပြီးသွားပါတယ်ထိကျရရတော့ပေါ်စင်ဆော့လာတဲ့စံကာသစ်ရဲ့တွဲလုံးတွေကပိုပြီးတော့များပါတယ် ဒုတိယချီရောက်တဲ့ချိန်မှာတော့စူပါရဲဂျန်အနေနဲ့ဆန်ကတေးရဲ့ညာဝက်လက်တီချက်ထိပ်ပြီးလဲကျသွားလို့အမှတ်စဉ်ရခံလိုက်ရတယ်။ဒီနေရာမှာစူပါရဲဂျန်ကိုချီးကျူးရမှာတခုကတော့လုံးဝပြာမသွားပဲတီတီငင်ငင်နဲ့ပြန်ဆော့ပြသွားခဲ့တာပါပဲ။ဆန်ကတေးကတော့ပွဲဖြတ်ဖို့ကြိုးစားပြီးအနည်းကသူတင်ကိုယ်တွေရှင်ဆွဲလာခဲ့တယ်။အဲ့ချိန်မှာပဲစူပါရဲဂျန်ရဲ့လက်တီချက်မိပြီးသူလည်းဖင်ထိုင်ကျသွားခဲ့ရတယ်။အဲ့နောက်ပိုင်းအနာတိတ်မကတ်တော့ပဲအဝေးကနေချက်လေးထောက်လိုက် ဝန်တူလေးထိုးလိုက်နဲ့အမှတ်ယူပြီးဆော့လာခဲ့တယ်။တတိယချီရောက်လာချိန်မှာတော့စူပါအေဂျန့်ကပူတာလာတယ်လို့ပြောရမယ်။ဘယ်ကြီးအမြင့်ကန်ချက်ကဆန်ကာတစ်ကိုထိပါတယ်။ပါဝါနေသွားလို့သာရော့ထန်ရောက်ဖတ်တတရာရရသွားခဲ့။နောက်ထပ်တချီတော့သာဆက်ပြင်းအောင်မယ်ဆိုရင်ရော့ထန်ရောက်ဖတ်လဲပွဲဥထွက်မှာဘဲဥပွဲသွားနိုင်မှာ။ဇန်ညုံးကရေးပြီးသားဆိုတော့ဒီအပြေထွက်မယ်ဆိုတော့အာကြိုတွက်ထားပြီးသားပါ။ဖောင်းလောက်တာတွေကိုလည်းမတိအောင်စောင့်နေ။နောက်ပြီးအမှတ်စဉ် ရေးလို့ရတဲ့အခြေအနေနှစ်ခါလေးရှိခဲ့တာတော့တစ်ချိန်မှမြည်ခဲ့တာကလည်းစူပါရေးချန်တွက်တော့နင့်နာခဲ့ရတယ်လို့ပဲဆိုရမယ်။လိုပဲဖြစ်ဖြစ်ပါတပွဲလုံးခြုံပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေစူပါရေးချန်ကိုတော်တော်လေးချီးကျူးရပါမယ်။တခြားယူရကစားသမားတွေလိုမျိုးခေါင်းကြီးအောက်ဆိုင်အတင်းဝင်ပြီးထိုးတဲ့ငါကောင်းကပဲမာနိုင်မလားမင်းတို့လက်တီးကပဲမာနိုင်မလားဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲအဝင်ထွက်မှန်မှန်နဲ့တိတိတသက်ဆော့နိုင်လာတာဟာဒီနေ့เสียတိုးတက်လာမှုပါ။ နောက်ထပ်ပွဲရပြီးအကောင်းဆုံးရလဒ်တွေပေါ်ဆောင်နိုင်ပါစီစူပါရီဂျန်ရေနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့တင်ဆက်မှုတွေကိုချပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေး click ပေးပါခဲ့ကြပါအောင်တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့ကြောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်